မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးမဲအောင်လိုင်းစိတ်တက်ပြက်ပြားနေကအာနာဇက်ခုံကထွက်ပြေးရန်ကြံ့နေပြီလို့ဆိုတဲ့တရင်တစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် မြန်မာစစ်တပ်သမိုင်းတခြားကာကွယ်ဦးစီးချုပ်များနဲ့အာဏာသိမ်းစစ်ကောင်ဆောင်များတဲ့တွင်မင်းအောင်လှိုင်သည်အရေးချင်းညံ့ပြင်းဆုံးစစ်ကောင်ဆောင်တဦးဖြစ်သည်ကိုလွန်ခဲ့သော၄နှစ်အတွင်းမြန်မာပြည်သူများနဲ့နိုင်ငံတကာအတိုင်းဝန်ရှိမှောက်တွင်မှတ်ကြောက်တင်ခဲ့ပြီးဖြစ်ပါသည်ယခုအခါမင်းအောင်လှိုင်သည်သူ၏လက်ရှိအခြေအနေပေါ်အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီဟုနေပြည်တော်မှသတင်းစကားတစ်ခုခတ်တဲ့တဲ့ထွက်ပေါ်လာနေပါသည်နေပြည်တော်ရှိထိတ်တန့်စစ်ဗိုလ်ချုပ်ကြီး၆ဦးနေထိုင်သော၆လုံးတန်း အငိမ့်စားရက်ွက်တွင် ထတ်တိုးအိမ်တလုံးအသင်းဆောက်ထားပြီးဖြစ်သောမင်းအောင်လိုက်သည်၎င်းဖန်တီးခဲ့သောအရှုပ်ထွေးကြီးမှထွက်နိုင်ရန်ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပြီးလျင်အနားယူမည်ဟုလည်းအသံထွက်ပေါ်နေပါသည်ထွက်ပေါ်လာသည့်ရက်ွက်မှာထိတ်တန့်စစ်ဗိုလ်ချုပ်ကြီးများ၏မိသားစုများနှင့်လက်ပွန်တတိရှိလာပါသည်သို့တော်လည်းထိုအသံထိုတရင်ကိုတိကျအတည်ပြုနိုင်ခြင်းမရှိပါစင်စစ်မင်းအောင်လိုက်သည်စကိုင်းငလေးမလုတ်ခတ်မီနိုင်20ခန့်အလိုအထိမက်လာ29ရက်နေ့ညနေစီရေးပြအခမ်းအနားတွင် စစ်မှန်အပြည့်ဖြင့်မိန်ကွန်းပြောခဲ့ရာတိုင်းရင်းသားလက်နက်ကင်တော်လိုင်း၏အဖွဲ့များနှင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကိုလက်နက်ချရန်ပြောခဲ့ပါသေးတယ်။ထို့ကြောင့်နေပြည်တော်မှထွက်ပေါ်လာသည့်မင်းအောင်လိုင်းစိတ်ပြတ်နေပြီးရွေးကောက်ပွဲ ပြီးလျင်အနားယူတော်မူဆိုသည့်ပြောဆိုချက်မှာများစွာတန်တရားဖြစ်ပွဲရှိနေပါသည်။ မင်းအောင်လိုက်သည်၎င်း၏အာနာဆက်ရန်တရားလေပတ်မှုရင်ဆိုင်မတော်စီရန်ငလင်ဒုက္ခတဲ့အရက်ဘက်ဝန်ထမ်းများမဖြစ်မနေရုံတက်ရန်ဇက်တိုက်ဖိအားပေးလျက်ရှိပါသည်မြန်မာနိုင်ငံသည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကိုပြန်လည်ရရှိရန်မှာမင်းအောင်လိုက်အလွန်နိုင်ငံတော်အတွက်ကိုတည်ဆောက်နိုင်မှသာရရှိနိုင်မှလိမ့်မည်ဖြစ်သောစောင်းပါရှင်တူတာဇော်၏သုံးသက်ချက်စောင်းပါကိုဖော်ပြတင်ဆက်ပေးလိုက်ရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဘေခုံနဲ့ဝက်လက်မြို့နယ်တို့တွင်စစ်တပ်ကလေးချောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ကလေးသုံးဦးအပါအဝင်ခုနှစ်ဦးဒဏ်ရာရရှိပြီးနေအိမ်နဲ့အဆောက်အအုံများပျက်စီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဘေခုံမြို့နယ် ခေါင်းဤရွာတဲ့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာအသက်၈နှစ်အောက်ကလေးငယ်၃ဦးပါဝင်ပြည်သူ၇ဦးဒဏ်ရာရရှိခဲ့ကြောင်းရန်တောင်စစ်ဒေသခွဲ PDF အမှတ်၈ပြုဟာသတင်းပြန်ကြားရေးမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ယမန်နေ့ AB 21ရက်မွန်လွဲတန်နာရီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဖေကုံမြို့ပေါ်ရှိစကားခါခွနစ်တက်စကန်မှာခေါင်းဤရွာတဲ့အတွင်းကိုလက်နက်ကြီး၁၀လုံးကျော်ရန်တမ်းပစ်ခတ်ခဲ့ရာစစ်ဘေးရှောင်နေသူအသက်၈နှစ်အောက်ကလေးငယ်၃ဦး ဦးအပါအဝင် ပြည်သူ9ဦးတန်ရာရရှိခဲ့ကြောင်းယင်းတန်ရာရရှိသူများအနက်အသက်40ရွယ်အမျိုးသမီးမှာအပြင်းထန်တန်ရာရရှိခဲ့ကြောင်းသိရပါဗျာ။ အကျန်းဖက်စစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများကိုဖေခုံကျန်းမာရေးကယ်ဆယ်ရေး PKHC အဖွဲ့မှဈေးကူတာပေးခဲ့ပြီးဒဏ်ရာပြင်းထန်စွာရရှိသည့်အမျိုးသမီးကိုဈေးရုံသို့ပို့ဆောင်ပေးလိုက်ကြောင်းသိရပါသည်။အကျန်းဖက်စစ်ကောင်စီတပ်သည်ပြည်သူလူထုနေထိုင်ရာခြေရွာများကိုလေကြောင်းလက်နက်ကြီးများဖြင့်ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေသောကြောင့်ပြည်သူများအနေဖြင့်စစ်ရေးတပ် စည်ရည်အသည့်သတိဝရိယာဖြင့်နေထိုင်သွားလာကြရန်သတိပေးတိုက်တွန်းထားပါသည်အလားတူစကိုင်းတိုင်းဝက်လက်မြို့နယ်မင်းတယ်ရွာရှိဓာတ်ဆီဆိုင်ကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြင့်ဗုံးနှလုံးကျဲချ၍နေတိုင်နှလုံးနှင့်ဆိုင်ကမ်းများမီးလောင်ပျက်စီးသွားကြောင်းဒေသခံပြည်သူများကပြောကြားပါသည်ရှမန်နီ AB 21ရဲ့ည7:00နာရီကအချိန်အကျန်းဖက်စစ်တပ်ကဘုံနှလုံးကျဲချခဲ့ခြင်းဖြစ်ပြီးဓာတ်ဆီဆိုင်အနောက်ဘက်တွင်တလုံးဆိုင်မြောက်ဘက်တွင်တလုံးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် လူတွေကတော့ဘုံကြပြီးတိုက်နဲ့စီမီလောင်လို့တိုက်ပေါ်ကခုံချတာခြေတော်ပြင်းထန်ဒဏ်ရာရတယ်ဟုဒေတာနေပြည်သူတို့ကပြောကြပါတယ်။အစိုးရဘုံချခံရသည့်ဓာတ်စီဆိုင်သည့်ဓာတ်စီနှင့်ပုံမှန်ဆိုင်တွဲဖွင့်ထားသည့်ဆိုင်ဖြစ်ပြီးအနီးနားကျေးရွာများခီးသွားပြည်သူများအားကိုးဝယ်ယူနေကြတဲ့ဆိုင်ဖြစ်ကြောင်းဒေသခံပြည်သူများထံမှသိရှိရပါသည်။ စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဒေတာပြူစောတီကောင်းဆောင်နေလင်းခေါ်ရဲဘော်ကြီးနဲ့အဖွဲ9ဦးကိုဖိတ်ခတ်ခဲ့ပြီးတနက်နေ့ခရမ်းများစွာတင်စီရရှိကြောင်းယူနီကွန်းပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်စကိုင်းမြို့မွေးနေ့ပွဲမှာတောက်စားမှုရပြီးမင်းကွန်းဒေတာပြန်လာသောဖြူစောတီကောင်းဆောင်နေလင်းနဲ့အပေါင်းပါများကို AB 20ရက်ကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဟုယူနီကွန်းပြောက်ကြားတပ်ဖွဲ့ကဆိုပါတယ်။ နေလင်းသည်ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်ကအဖွဲလိုက်ရှင်းလင်းခံရသည့်ဖြူစောတီကောင်းဆောင်ရွှေကြား၏တပည့်အရင်းဖြစ်ပြီးလက်ရှိရွှေကြားနေရာဆက်ခံထားသူ ဖြစ်ပါသည်ထို့ပြင်နေလင်းသည်စကိုင်းတိုင်းပြည်သူ့စစ်ဦးဆောင်သူတင်ငန်းဝေဝေပုံလအဖွဲ့၏ခေါင်းဆောင်လည်းဖြစ်ပါသည်တိုက်ခိုက်မှုဖြစ်စဉ်တွင်ဖြူစောတီကောင်းဆောင်အပါဝင် စုစုပေါင်း9ဦးသေဆုံးသွားပြီးကားတစ်စီးလုံး2ဦးသာလွတ်မြောက်သွားသည်ဟုသိရပါသည် ထို့ပြင်မင်းကောမစစ်ကူကား၂စီးနဲ့စကိုင်းမျိုးမစစ်ကူကား၃စီးရောက်ရှိလာတော့လေလက်နက်များချို့ယွင်းမှုကြောင့်အပိသက်မချိန်မုံနိုင်ခဲ့တော့လေ ေဘီ22ရက်ကနေမြေရှင်းလင်းရာတွင် G3 တနတ်တလက်လက်ပစ်ပုံနှလုံး40မမဘုံသီးနှလုံးခြေအနေငယ်နဲ့ပြူစောထင်းများအသုံးပြုခဲ့သောကားကိုမိရှုပ်ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုယူနီကွန်းပြောက်ကြားတပ်ဖွဲ့နဲ့အတူမင်းကွန်းဘီဒီယန်နဲ့တိုက်နယ်ပါလာဖာတို့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ယခုနှစ်ဇန်နဝါရီလ9ရက်ကလည်းစကိုင်းမင်းကွန်းလမ်းမကြီး၌စကိုင်းမြို့ပြူစောတီကောင်းဆောင်ရှေးချနယ်အဖွဲ့တိုက်ခိုက်ခံရပြီးရှေးချပါဝင်ပြူစောတီအဖွဲ့များ ခုနှစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်ထို့အပြင်စကိုင်းတိုင်းပြည်သူစစ်ဦးဆောင်သူတင်ငန်းဝေဝေပုံလနှင့်ဆက်ဆက်သည့်ဖုန်ကြီးကျောင်းစည်ရင်များရရှိထားပြီးကင်းကင်းရှင်းရှင်းနေထိုင်ရနောက်ဆုံးချိန်သတိပေးကြောင်းယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကသတိပေးပါတယ်ဝေပုံလဝါသွားကတင်ငန်းဝေမကွေးတိုင်းပြည်သူစစ်ခေါင်းဆောင်အဆင့်ထိမရှိသေးပေမဲ့စကိုင်းပါသားဆရီအကုန်သူ့လက်အောက်ကပါဟုယူနီကွန်ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်ထို့ကြောင့်တင်ငန်းဝေဝေပုံလနှင့်ဆက်လက်ပူးပေါင်းနေ၍ ထိခိုက်မှုတစုံတရာရှိပါကတာဝန်ယူဖြည့်ရှင်းမည်မဟုတ်ကြောင်းလည်းထပ်မံသတိပေးထားကြောင်းသိရပါဗယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးရန်တိုက်တွန်းနေသောနိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏ပြည်သူကိုတိုက်ခိုက်တပ်ဖြတ်နေသောသဘောထားကိုဆန်းစစ်သုံးသပ်ကြရန် UNG အစိုးရသတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်တွင်ငြိမ်းချမ်းရေးဆွေးနွေးရန်တိုက်တွန်းနေသောနိုင်ငံတကာအနေဖြင့်စစ်ကောင်စီပြည်သူကိုတိုက်ခိုက်တပ်ဖြတ်နေသောသဘောထားကိုဆန်းစစ်သုံးသပ်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရ၏ယာယီသမရဒူဝါလက်ရှိလာနှင့်ဝင်းကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကသတိပေးပြောဆိုလိုက်ပါရယ်ဧပြီလ22ရက်နေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏အစိုးရအဖွဲ့အစည်းဝေးစနစ်မြင်ဆောင်2025တွင် အထက်ပါအတိုင်း၎င်းတို့ကသတိပေးတိုက်တွန်းလိုက်ကြခြင်းဖြစ်ပါရယ် လက်ရှိပြောင်းလဲဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းကျင်းတွင်နိုင်ငံတကာကမြင်းကလင်းလှုပ်ခတ်မှုကိုအကြောင်းပြုပြီးပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ပေါက်လာရန်တိုက်တွန်းနေကြောင်း NUG အနေဖြင့်မြန်မာတိုင်းနိုင်ငံလုံးငြိမ်းချမ်းရန်တည်ငြိမ်ရန်ကိုအစဉ်တစိုက်လိုလားကြောင်းထို့ကြောင့် အန်ယူဂျီကစကိုင်းငလင်ကြီးလှုပ်ခဲ့ပြီးနောက်မိမိကိုယ်ကိုခုခံကာကွယ်ခြင်းမအပအပြစ်ခံရစေရန်ပထမဆုံးကြေညာခဲ့ကြောင်းယာယီသမရာကဆိုပါရယ်ပြည်တွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပြည်သူလူထု၏အထူးကလိုလားချက်များကိုလစ်လူမရှုရန်အားလုံးအာရုံစိုက်ကြရမည်ဖြစ်ပြီးပြည်တွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်အောင်တွန်းအားပေးနေသည့်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်းစစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ထားသည့်သဘောထားကိုလေးနက်စွာဆန်းစစ် သုံးသပ်ကြရန်တိုက်တွန်းလိုကြောင်း၎င်းကဆက်လက် ို့ဆိုပါတယ်စစ်ကောင်စီအနေနဲ့လည်းမိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်ဖို့လိုတာကမြန်မာနိုင်ငံမှာဘယ်သူသောစေအုပ်ချုပ်ရင်းနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်တွင်းစစ်ကတတ်သိပဲဆိုတာနားလည်ဖို့လိုပါတယ်ဟုယာယီသမရဒူဝါလက်ရှိလာကပြောဆိုပါတယ် အန်ယူဂျီဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကမူအင်အားဖြင့်ငလင်းလှုပ်ခတ်ခဲ့ပြီးပြည်သူများငလင်းတန်ခံရသော်လည်းစစ်တပ်ကပြည်သူများကိုဥတီသောလေကြောင်းတိုက်ခိုက်မှုများပြင်းထန်စွာလှုပ်လာနေကြောင်းထုတ်ဖော်ပြောဆိုပါရယ် အင်အားပြင်းငလင်ဖြစ်ပေါ်ခဲ့မှုကြောင့်ကျွန်တော်တို့အနေနဲ့ငလင်တန်းခံရတဲ့နေရာဒေသတွေမှာထိုးစစ်တွေရပ်ဖို့ကြေညာခဲ့ပေမဲ့တစ်ဖက်ကအကြမ်းဖက်ဆဲအုပ်စုကတော့ဒီရက်ပိုင်းတွေမှာပြည်သူတွေကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်လာတာကို စိတ်ပြက်ခွေရတွေ့ရပါတယ်။ရန်သူကတော့ရန်သူပိသနာထက်ကိုပိုပါတယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုတွေကိုလေ့ရင်းခြင်းမရှိဘဲအကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုတန်ဖိုးရှိစွာအသုံးချရင်စီမံကြဖို့လိုပါတယ်ဟု NUG ဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်။